မင်္ဂလာပါခင်ဗျာ Listen in the kitchen မိဖို့ရဲမှနားဆင်ပါအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မြမမိဖို့အကြောင်းဒီအတွက်မရှိမဖြစ်စက်သွန်းနီးစက်သွန်းပြူတွေအကြောင်းမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအစီအစဉ်တွေရဲ့တင်ဆက်သူဝနာကျော်ပါရုပ်ရှင်ဖန်တီးသူတယောက်ဖြစ်ပြီးတော့ Food Innovation Nutrition and Health စားတောက်စမ်းသစ်တီထွင်မှုနဲ့အာဟာရဗေဒတင်ညာရက်ကို လေ့လာစီးပူးနေတဲ့ ပါရဂူဘွဲចောင်းသားတယောက်ဖြစ်ပါတယ်။ပြီးတော့အိမ်မှာနေစဉ်ချက်ပြုတ်နေတဲ့မြမာသမင်းဟင်းမြမာအစားတောက်တွေကိုကြိုက်တဲ့အချိန်ပိုင်းသမင်းချက်တယောက်လည်းဖြစ်ပါလေ။ဒီစီစဉ်မှာတော့ကျွန်တော်တို့ရဲ့မိဖို့ချောင်းတွေတဲကတင်းငယ်ပေမဲ့ကျမ်းမာရေးအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုဇက်တိုက်စီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။ဒီနေ့ပြောမယ့်ခေါင်းစဉ်ကရိုးရှင်းပါတယ်။မြမဟင်းရတိုင်းလိုလိုမှာမပါမဖြစ်တဲ့အရာနှစ်ခုအကြောင်းမှာစက်တုံပြူနဲ့စက်တုံနေပါ။ မိုဟင်ငါဟင်းချက်တာသမင်းညောခေါဆွဲတို့လဖက်တို့ဘာပဲလို့လို့အဲ့ဒီတစ်ခုကမပါမဖြစ်ဖြစ်ပါတယ်ကျွန်တော်တို့ကနေတိုင်းစားနေကြတာဖြစ်တဲ့အတွက်နှစ်ပေါင်းများစွာကြာလာတဲ့အခါတတိမထားမိတဲ့စိုးကျိုးလေးတွေကကျွန်တော်တို့ရဲ့ကျန်းမာရေးကိုတိတ်တဆိတ်ထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ဒီနေ့အပိုင်းမှာတော့အင်ရှင်မတွေနဲ့ဟင်းချက်သူတွေအားလုံးတွေ့ကျက်သွန်ပြူကျက်သွန်ကြီးကိုဈေးကနေဝယ်လာတာကစပြီးတော့တင်းစီတာ ချက်ပြုတ်တာအထိဘေးကင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအစဉ်အဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျက်တုံမျိုးနဲ့ကျက်တုံဒီမှာဘာတွေမှားရင်းနေနိုင်လဲ။ပထမဆုံးရိုးရှင်းတဲ့မိကုံးလေးတစ်ခုကိုမေးကြည့်ကြရအောင်ပါ။ကျက်တုံမျိုးကျက်တုံဒီဆိုတာကဟင်းနီဟီရဲ့အနွယ်ဝင်လေးပဲလေ။ဘယ်လိုလုပ်အန္တရာယ်ရှိနိုင်မှာလဲ။ပုံမှန်ဆိုရင်တော့သူတို့ကအရန်ဆေးဘက်ဝင်ပါတယ်။ဒါပေမဲ့ food scientist အစားအသောက်သိပ္ပံတင်ညာရှင်တွေစိုးရင်ကြတဲ့ မမြင်ရတဲ့အန္တရာယ်ချို့ရှိနေပါတယ်။မှိုမဲနဲ့မှိုစိတ် မိုက်ကိုတောက်ဆင်းလို့ခေါ်တဲ့မှိုတချို့ကနေထွက်လာတဲ့အစိတ်တောက်တွေပါ။ဘူတူလစ်ဇင်အစိတ်အညင်ကိုအရင်ကြည့်ကြအောင်။ဒါကစီစိန်ထားတဲ့ကျက်သူမျိုးကနေဖြစ်တတ်တဲ့ရှားပါးပေမဲ့အလွန်ပြင်းထန်တဲ့အစာအစိတ်အမှုပါ။နောက်တစ်ခုကမဲနေအောင်ကြော်လော်လိုက်တဲ့အခါဒါမှမဟုတ်အပူချိန်အရန်ပြင်းပြင်းနဲ့ချက်လိုက်တဲ့အခါအန္တရာယ်ရှိတဲ့ဓာတုဒရပ်ပေါင်းတွေလည်း ထွက်လာရပါတယ်။ဒါရီကိုပြောလို့ကြောက်သွားစေချင်တာမျိုး မဟုတ်ပါဘူး။အစားတောက်သိပံပညာအသိပညာရှိမှမိမိမိသားစုအထူးသဖြင့်ခလင်းငယ်တွေတက်ကြီးရွယ်တွေကိုယ်ဆောင်တွေနဲ့အသေးကြောက်ကက်ယောဂါခံရှိသူတွေကို ကာကွယ်ပေးနိုင်မှာမို့ပြောရတာဖြစ်ပါတယ်။ကဲဟင်းမွေးရိုင်းရဲ့အစဖြစ်တဲ့ဈေးဝယ်ခြင်းကနေစပြောကြည့်ကြအောင်။ဈေးထဲမှာဘေးကင်းတဲ့ကျက်သွန်တွေကိုဘယ်လိုရွေးမလဲ။ မနေ့ခင်းစေးဒါမှမဟုတ်စူပါမားကတ်ကိုရောက်သွားပြီလို့မြင်အောင်ကြည့်လိုက်ပါကျက်သွန်မျိုးကျက်သွန်ကြီးတွေပုံထားတာကိုတွေ့ရမယ်ကျွန်တော်တို့ဘလို့ရေးကြမလဲကျက်သွန်မျိုးကျက်သွန်ကြီးတွေမှာအတွေ့ရအများဆုံးပြဿနာကတော့အမဲရောင်မှိုတွေပါပဲအစားတောက်သိပ္ပံပညာရှင်တွေကတော့ Aspergillus niger လို့ခေါ်ပါတယ်တူလောင်ထားတဲ့အချိန်မှာအဖြစ်များပါတယ်အဲ့ဒီမှိုတွေက Ochratoxin A လိုမျိုးမှိုစိတ်တွေကိုထုတ်ပေးနိုင်ပါတယ် ဒီစိတ်တွေကနှိရှေလာများစားသုံးမိရင်ကြောက်ကန့်တဲ့အသေးကိုပျက်စီးစေပြီးတော့ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်ကျွန်တော်ဆိုရင်ငငယ်လေးတွေကစက်တုံနီစက်တုံဖြူဆိုတဲ့အရာတွေဟာကင်ဆာဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်တယ်လို့ပဲထင်ခဲ့ပါတယ်စားတောက်သိပ်ပံတင်ညာအကြောင်းကိုသိလာတော့မှစက်တုံနီနဲ့စက်တုံဖြူမှလည်းပိုစိတ်ရှိနေတာကိုသိလာရတာဖြစ်ပါတယ်ဒါကြောင့်ဝယ်တဲ့အခါဒီအချက်တွေကိုသတိထားတဲ့မှာတယ် ချက်သူမျိုးဝယ်ရင်ကင်ကြည့်ရင်မာနေရမယ်အခွန်က၆တွေ့တန်ရှင်းပြီးတော့အဖြူရောင်ဒါမှမဟုတ်ခရမ်းရောင်တန်းနေရမယ်အနံဆိုးမထွက်ရဘူးလုံးဝမဝယ်တဲ့နာကတော့အခွန်မှာဖုံမှုလိုမျိုး အမဲကွက်အစေးရောင်ကွက်တွေပါနေတာမျိုး ပြော့တွဲနေတာမျိုးအမွာကြားထဲမှာမှုတွေမြင်ရနေတာမျိုးကိုလုံးဝမဝယ်တဲ့မှာဘူးချက်သူနီဝယ်ရင်ရောအပြင်ကွန်ကစက်ကူလိုပါပြီး၆တွေ့နေရမယ် ဥကမာနေရမယ်ပျော်စီစီမဖြစ်ရဘူးလုံးဝရှောင်ရမှာကစက်တွန်ထိတ်လေပင်သားမှာမဲမဲအမှုန်တွေရှိနေတာမျိုးပါဒါကမှုဆွဲနေတာကို ပြသနေတာပါဟုတ်ပြီတန်ရှင်းတယ်လို့ယူဆရတဲ့စက်တွန်ညစက်တွန်မျိုးကိုကျွန်တော်တို့ဝယ်လာလိုက်ပြီအေးရောက်ရင်ဘလို့သိမ်းစီကြမလဲစက်တွန်မျိုးစက်တွန်ညတွေကအေးမြ၆တွေ့ပြီးတော့လေဝင်လေထွက်ကောင်းတဲ့နေရာကိုကြိုက်ပါတယ်သူတို့မကြိုက်တာတွေက မိဘနာက အပူဟနိုင်တဲ့နေရာမျိုးတွေရင်နွေးအိုးကထွက်တဲ့ရင်နွေးငွေ့ထိတွေ့နေတဲ့နေရာမျိုးတွေရေစလုံးသားဘေးစင်သားကအဆိုတတ်ရှိနေနိုင်တဲ့နေရာတွေနဲ့လေမဝင်နိုင်တဲ့ပလတ်စတစ်အိတ်တွေဖြစ်ပါတယ်အကောင်းဆုံးတင်းစီနီးကတော့လေဝင်လေထွက်ရှိတဲ့ချင်းတောင်းဒါမှမဟုတ်ပိုက်ကွန်အိတ်နဲ့ထည့်ပါထိုင်းနိုင်ငံကစူပါမားကတ်တွေမှာတော့ကြက်သွန်ကြီးကြက်သွန်မျိုးတွေကိုပိုက်ကွန်အိတ်ကလေးတွေနဲ့ထည့်ရောင်းကြပါတယ် နေအောင်တိုက်ရိုက်မထီတဲ့မိုးမပက်တဲ့မီးဖို့ကြောင်ထောက်မှာထားပါပလတ်စတစ်အိတ်ကိုအလုံးပိတ်ပြီးလုံးဝမသိမ်းပါနဲ့အိတ်ထဲမှာအဆူပြန်ပြီးတော့မှုပေါက်လွယ်ပါတယ်တပတ်တစ်ခါလောက်ကိုထည့်ထားတဲ့ချင်းနှောင်းတွေကိုပြန်စစ်ပါအညောင်တွေထွက်နေတာပျော့နေတာမှုမဲတွေတက်နေတာတွေ့ရင်ချက်ချင်းဖယ်ရှားပစ်ပါဒါမှကြံတဲ့အကောင်းတွေကို မှုမကူးပါပါ ရေဆေးပြီးဆက်သုံးလို့ရတယ်ဆိုတဲ့အယူဆဟာလုံးဝမှားရွံ့ပါတယ် အညောင်ထွက်နေတဲ့ကျက်သွန်ကြီးကျက်သွန်ပြူတွေကိုမစားသင့်ပါဘူးမြေကြီးထဲမှာချပြီးတော့စိုက်တာကစိုက်လို့ရပါတယ်ချက်ပြုတ်တော့မယ်ဆိုရင်အများစုကကျက်သွန်ကိုလှမ်းယူပြီးတော့တန်းသုံးလိုက်ကြတာများပါတယ်ဒါပေမဲ့အကျင်လေးတစ်ခုထပ်ဖြည့်စေချင်ပါတယ်မသုံးခင်မှာပေချာစစ်ဆေးကြည့်ပါအမဲဆက်တွေတွေ့ရင်ဘာလို့မလဲ food safety အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလမ်းညွှန်ချက်တွေအရာအသားမာတဲ့ဟင်းနီဟင်းရွက်တွေရဲ့အပေါ်ယံမှာ မှုနည်းနည်းရှိနေရင်လှီးထုတ်ပြီးသုံးလို့ရပေမဲ့ပြော့တဲ့အသီးရွက်တွေဆိုရင်တော့လွင့်ပြရပါမယ်။ဘာဖြစ်လို့လဲဆိုတော့မှုမြစ်တွေကအတွင်းထဲထိဝင်နေနိုင်လို့ပါ။ဒါကြောင့်လက်တွေ့ကြတဲ့စီးမင်းတွေကတော့အပေါ်ရန်အခွန်မှာပဲမှုနည်းနည်းရှိပြီးအတွင်းသားကကောင်းနေရင်အပေါ်ရန်အခွန်အလှော်တော်တော်များများကို ခွာထုတ်ပြလိုက်ပါ။အတွင်းသားကအဖြူရောင်ခဲအောင်တမ်းပြီးမာနေမယ်။အနက်ကပုံမှန်တိုင်းမှုနေမယ်ဆိုရင်တော့ ဒါကိုအပူပေးချက်ပြုတ်မဲ့ဟင်းတွေအတွက်သုံးလို့ရပါတယ်။ပိုကအတွင်းသားထိဝင်နေပြီးဒုမဟုံပြော့ပြီးအနံ့ဆိုးနေပြီဆိုရင်တော့နှမျောပြီးလှီးထုတ်မနေပါနဲ့။တအူလုံးကိုလွှတ်ပစ်လိုက်ပါ။နှမျောလို့ဆိုပြီးတော့သုံးလိုက်ရင်ရလာမဲ့အကျိုးဆက်ကတင့်ရဲ့အသေးနဲ့ကြောက်ကပ်အတွက်မတန်ပါဘူး။အခုထပ်ပြောပြမယ့်အချက်တွေကတော့အင်းရှင်မတော်တော်များများတတိမထားမိတဲ့အရာပါ။အဲ့ဒါကစက်သွန်ဖြူနီစီချက်အကြောင်းပါ။ တချို့ကကြက်သွန်ဖြူနီကို စီချက်ချက်ပလင်းနဲ့ထည့်ပြီးတော့အပြင်မှာပဲဒီတိုင်းထားစားရကြပါတယ်စားလို့ကောင်းပြီမယ့်အခန်းပူချိန်မှာဒီတိုင်းထားရင် အလွန်အနေရများပါတယ်ဘာကြောင့်လဲဆိုတော့မြေကြီးထဲမှာရှိတတ်တဲ့ Clostridium botulinum လို့ခေါ်တဲ့ bacteria ဟာကြက်သွန်ဖြူနီမှာကပ်ပါလာနိုင်ပါတယ်ကြက်သွန်ကြော်ပြီးလဲအားလုံးမသေးပါဘူးမသေးသေးပဲကြံနေတဲ့အကောင်တွေကို စီတဲ့ထဲ့စိန်တဲ့အခါ အဲ့ဒီအကောင်တွေက အောက်ဆီဂျင်မရတော့ပါဘူးလေမရှိတဲ့အခြေအနေ acid တမ်းမရှိတဲ့အခြေအနေအခန်းပူးချင်းဒီ၃ခုစုံတွေ့သွားခဲ့ရင်အဲ့ဒီဘက်တီးရီးယားက botulinum လို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့အဆိတ်ကို ထုတ်လုပ်ပါတယ်အဲ့ဒီဆိတ်ကအာယုံကြောတွေကို ထိခိုက်စေပြီးအသက်အန္တရာယ်ထိရှိနိုင်ပါတယ်ဒီစိတ်ကို မျက်စိနဲ့မမြင်နိုင်သလိုအနံ့ရတာလည်းမရှိပါဘူး။ကြက်တုံစီကြက်လို့မယ်ဆိုရင် ချက်ပြီးတာနဲ့ပလင်းတဲ့ထက်အေးခံရေခဲတက်တာ fridge ထဲမှာပဲသိမ်းပါလေးရက်ကနေ9ရက်အတွင်းကိုအောင်စားပါချက်သွုံညော်ကိုစီစိန်ပြီးတော့အပြင်စပွဲပေါ်မှာရက်ရှိလုံးဝမထားပါနဲ့အတုတ်တွေအတွက်ဆိုရင်တော့ချက်သွုံကိုကျွံ့နေအောင်ကြောအေးခံစီစစ်ပြီးတော့ပလင်းတတ်တတ်နဲ့ထည့်ပြီးတော့အချောက်တိုင်းသိမ်းလို့ရပါတယ်စီကိုတော့တတ်တတ်ခွဲပြီးရေခဲတက်တာထဲမှာထည့်ထားပါ မှတ်ထားရမှာကစက်တော်နဲ့စီထိတွေ့ပြီးရင်ရေခဲတစ်တာထဲမှာပဲထားရမယ်ဆိုတဲ့အချက်ပါပဲနောက်ထပ်သတိထားရမှာကတော့စက်တွန်ဖြူစက်တွန်ညီကိုမဲတူးနေအောင်ကြော်တာမျိုးပါဟင်းသီးရွက်တွေကိုအပူချိန်ပြင်းပြင်းနဲ့ကြော်တဲ့အခါမှာအခရလမိုက်လို့ခေါ်တဲ့ဓာတ်တမျိုးထွက်လာရပါတယ်ဒါကလည်းကန်ဆာဖြစ်စေနိုင်တဲ့အလားအလာရှိတဲ့ဓာတ်တစ်ခုပါသူတေသနာတွေအရာအစားအစာတွေကအယောင်ပိုပြီးမဲလာလီ အဲ့ဒီထက်ကပိုများလာလေလေပါပဲကျွန်တော်တို့အကင်းနေမှာတွေ့ရတဲ့ဓာတ်နဲ့တူပါတယ်မြမဟင်းရတွေမှာသတိထားမယ့်အချက်တွေကတော့အတုပ်တွေပေါ်ဖြူတဲ့ကြက်သွုံကျော်ကိုမဲတူးနေအောင်ကြောတာဟင်းအနှစ်စီတက်တဲ့ခါကြက်သွုံကိုမဲသွားတဲ့အထိစီတက်တာမျိုးတွေပါဘေးကင်းအောင်ကြော်နီးရတော့အမဲအောင်မဟုတ်ဖ ೇನೆ ရွှေဝါရောင်သို့မဟုတ်အညိုဖြော့ရောင်ရရင်ရပါပြီမီးပြင်းမျက်နှာမကြော်ပဲမီးအလေလက်လောက်နဲ့ကြော်ပါ တူးမသွားအောင်မကြာခဏမှွေပေးပါဆောင်းမို့အနေနဲ့မှတ်ထားရမှာကရွှေဝါရောင်ကရတာရှိပြီးတော့မဲသွားရင်အန္တရာယ်ရှိပါတယ်နောက်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နီတွေထက်ချက်ထားတဲ့ဟင်းကြံတွေကိုဇပွဲပေါ်မှာ၄-၅နာရီကြာအောင်ဒီတိုင်းပြင်မထားပါနဲ့အေးခံပြီးတော့ရေခဲတက်တာလေးကိုထည့်ပါ ပြန်စားခံနေကြလို့ရှိရင်တေးချာပြန်နှွေးပြီးတော့မှစားပါဒီတစ်ခါတော့အတုတ်သေးကိုထည့်စားတဲ့ကြက်သွန်စိမ်းအကြောင်းကြည့်ကြအောင် ကျွန်တော်တို့မြန်မာတွေကကြက်တွန်ဒီကြက်တွန်ဖြူကိုအစိမ့်လိုက်ထဲထုတ်စားတာကြိုက်ကြပါတယ်ကျွန်တော်လည်းထမင်းကြော်စားတဲ့အခါမှာကြက်တွန်ဖြူကိုအစိမ့်စားရတာအရန်ကြိုက်ပါတယ်သတိပြုရမှာကအစိမ့်စားတဲ့အတွက်ပိုးမွှားတွေပါလာနိုင်ပါတယ်မလီးခင်မှာရေတန့်တန့်နဲ့တေးချဆင်ကြအောင်ဆေးပါ အသားငါရှိတဲ့စစ်နီတုံးပေါ်မှာပဲကြက်တွန်ကိုမလီးပါနဲ့ဖြစ်နိုင်ရင်အသားလှီးတဲ့စစ်နီတုံးနဲ့အသီးရွက်ကြက်တွန်ဖြူမီခြင်းလှီးတဲ့စစ်နီတုံးတွေကို တီးတန့်ခွဲပြီးသုံးစေကြပါတယ်။အိမ်မှာကိုဝန်ဆောင်တွေတက်ကြီးရွယ်ဦးတွေရှိရင်တော့အစိမ်းကျွေးတာထက်စာရင် အနှဲငယ်ချက်အောင်ချက်ကျွေးတာက ပိုပြီးစိတ်ချရပါတယ်။ကျွန်တော်ဒီနေ့ပြောခဲ့တာတွေကိုအင်ရှင်မတွေမှတ်မိလွယ်အောင်အနှစ်ချုပ်ပြန်ပြောပြပါမယ်။ဈေးဝယ်တဲ့အခါမှုမဲတွေအမဲမှုန်တွေပါတဲ့ချက်သွန်တွေကိုရှောင်ပါ။မာပြီးတန့်တာတွေကိုရွေးပါ။အိမ်မှာတိမ့်တဲ့အခါမှာလေဝင်လေထွက်ကောင်းတဲ့နေရာမှာတိမ့်ပါ။ plastic အိတ်နဲ့အလုံးပိတ်မထားပါနဲ့။ မချက်ခင်တေချာစစ်ပါမိုးကအแทးထိဝင်နေတယ်လို့စိတ်ကထင်နှမျောမနေပဲနဲ့လွှတ်ပြလိုက်ပါကြက်တုံဖြူနီစီချက်ကို အပြင်မှာမထားပါနဲ့ရေခဲတက်တာထဲမှာတိတ်မှာချက်ပြုတ်ကျော်လို့တဲ့အခါမဲတူးအောင်ချက်ပြုတ်ကျော်လို့ခြင်းမလုပ်ပါနဲ့ရွှေဝါရောင်တန်းရင်ရပါပြီအသိပညာဆိုတာကို့အတွက်အကာအကွယ်ဖြစ်ပါတယ်ကဘာလုံးဆိုင်ရအချက်လက်တွေကိုကြည့်ကြအောင်ပါရေနစ်သေးဆုံးတဲ့သူနဲ့ အသေးကန်စာကြောင့်တေဆုံးတဲ့သူတို့ကိုနှိုင်းရှင်မယ်ဆိုရင်အသေးကန်စာကြောင့်တေဆုံးသူပိုများပါတယ်။ယင်းနှစ်တေဆုံးမှုကကဘာလုံးဆိုင်ရာအကျန်းဖြင့်နှစ်စဉ်2သိန်းကျော်3သိန်းကြီးပါရှိပေမယ့်အသေးကန်စာကြောင့်တေဆုံးသူတွေကတော့နှစ်စဉ်9သိန်းကနေ10သိန်းလောက်ရှိနေပါတယ်။ဒါကြောင့်ကဘာတော်မလုံးမှာအသေးကန်စာကြောင့်တေဆုံးမှုဟာယင်းနှစ်တေဆုံးတာထက်သုံးဆပိုများတယ်ဆိုတဲ့သဘောကိုတွေ့ရပါတယ်။ ကျက်တုံမျိုးကျက်တုံနေတွေကမိဖို့ကြောင့်ရဲ့မိစေကောင်းနေဖြစ်ပါတယ်။သူတို့ကအရသာပေးသလိုကျမ်းမာရေးအတွက်လည်းကောင်းပါတယ်။ကျွန်တော်တို့ဘက်ကတေချာရွေးမယ်၊စနစ်ကြသိမ့်မယ်၊မတူးအောင်ချက်မယ်ဆိုရင်ရပါပြီ။အခုကျွန်တော်တို့ကျက်တုံမျိုးကျက်တုံနေရဲ့ဘေးကင်းလုံခြုံမှုအကြောင်းတွေပြောပြပြီးဆိုတော့ကျမ်းမာရေးနဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေကို ပြောကြအောင်ပါ။ဘာဖြစ်လို့ဆရာဝန်တွေသိပ္ပံပညာရှင်တွေက ကျက်သွမျိုးကျက်သွနီကို antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်နဲ့ရောကင်ဆာကာကွယ်နိုင်တဲ့အစားအစာဖြစ်နေပါဒီလောက်စိတ်ဝင်စားနေကြတာလဲဆိုတာကိုကြည့်ကြအောင်ပါအချက်၅ချက်နဲ့အနည်းချုပ်ပြောပြပါမယ်သူတို့ထဲမှာဘာတွေပါဝင်နေပလဲကျက်သွမျိုးကျက်သွနီနှမျိုးလုံးက alien လို့ခေါ်တဲ့မျိုးရင်းတစ်ခုတည်းကပါသူတို့မှာအဓိကအစွမ်းထက်တဲ့ဓာတ်ကြီးနှမျိုးရှိပါတယ်ပထမတစ်ခုက organosulfur compound လို့ခေါ်တဲ့ ဆာဖာဓာတ်ပေါင်းတွေဖြစ်ပြီးတော့ကြက်သွန်ပြူမှာဆိုရင်အယ်လီဆန်ပါဝင်ပြီးကြက်သွန်နီမှာလည်းအလားတူဓာတ်တွေပါဝင်ပါတယ်။ဒါတွေကအနံ့ပြင်းပေမဲ့ကျန်းမာရေးအတွက် အရန်ကောင်းပါတယ်။ဒုတိယတစ်ခုက flavor noise ကြောင်းမှာအထူးသဖြင့်ကြက်သွန်နီအဝါရောင်နဲ့အနီရောင်တွေမှာ quercetin ဆိုတဲ့ဓာတ်တွေအများကြီးပါပါတယ်။အဲ့ဒီဓာတ်တွေကကျွန်တော်တို့ခန္ဓာကိုယ်အတွက်တဘာဝအားစီးတွေဖြစ်ပါတယ်။ antioxidant နဲ့ anti-inflammatory လို့ခေါ်တဲ့ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။ဓာခွဲကန်းစမ်းသပ်ချက်တွေအရကျက်သွန်မြူနဲ့ကျက်သွန်နီဟာခန္ဓာကိုယ်ရဲ့ဆဲတွေကိုပျက်စီးစေတဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ကျက်သွန်နီကျက်သွန်မြူပုံမှန်စားသုံးသူတွေဟာဓာတ်တိုးဆန့်ကျင်မှုအားကောင်းပြီးတော့ကျန်းမာရေးပိုကောင်းတာကိုတွေ့နိုင်ပါတယ်။ကင်ဆာရောဂါအန္တရာယ်ကာကွယ်နိုင်မှုကင်ဆာ risk ကို ကြီးကြအောင်ပါ။ သိပ္ပံနီးကြအထောက်ထားတွေကဘာပြောလဲလိလာမှုတွေရကဘာအနှံ့မှာစက်တွန်ပြူစက်တွန်ဒီပုံမှန်စားတဲ့သူတွေဟာအစာရင်ကင်ဆာနဲ့ဥမာကြီးကင်ဆာဖြစ်ပွားမှုနှုန်းနေပါတာကို တွေ့ရပါတယ်သူတို့မှာပါတဲ့ဓာတ်တွေက DNA ပျက်စီးတာကိုအကာအကွယ်ပေးပြီးတော့ကင်ဆာဖြစ်စေတဲ့အဆိပ်တောက်တွေကိုဖယ်ရှားတဲ့ enzyme တွေကိုအားပေးပါတယ်ပြီးတော့အစာရင်ကင်ဆာဖြစ်စေနိုင်တဲ့ H pylori ပိုးကိုတိုက်ဖြတ်ရမှာလဲအထောက်အကူပြုပါတယ် ဒါပေမဲ့သတိထားမှာ သူတို့ဟာကင်ဆာပျောက်စေမဟုတ်ပါဘူးဆေးလေးတောက်တာအရက်လွန်ကျွန်တောက်တာမှုစိတ်ပါတဲ့အစာတွေစားတာတွေကိုစက်တွန်ပြူစက်တွန်ဒီစားရုံနဲ့ပြန်ပြီးတော့ကာကွယ်မပေးနိုင်ပါဘူးအခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေကတော့သွေးဖိအားနဲ့သွေးတွင်းအဆီဓာတ်ကိုလက်စထရောကိုအနည်းငယ်လျှော့ချပေးနိုင်ပါတယ်သွေးကြောတွေကိုလည်းပျော်ပြောင်းစေပါတယ်ဦးလန်းချောင်းကျန်းမာရေးကိုကြည့်ရင် ဦးလန်းချောင်းတွေကအကျိုးပြုဘက်တီးရီးယားလေးတွေရဲ့အစာ prebiotics ဖြစ်ပါတယ်။ဒါပေမဲ့လေပွားတဲ့သူတွေဦးလန်းချောင်းမကောင်းသူတွေအတွက်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့လျှော့စားတင်ပါတယ်။လက်တွေ့ဘဝမှာကျွန်တော်တို့ဘယ်လိုစားကြမလဲ။နေ့စဉ်မြန်မာဟင်းရတွေမှာကြက်သွန်ပြူကြက်သွန်ညီပါတာကောင်းပါတယ်။အချက်လုံအောင်မချက်ပါနဲ့။မီးအေးအေးနဲ့ခဏပဲစီတတ်တာပေါင်းတာမျိုးကအာဟာရဓာတ်တွေကို မပြည့်စည်စေပါဘူး။ ပေါ်မှာပြောခဲ့သလိုမဲတူးနေအောင်မကြော်မိပါစေနဲ့လုံခြုံမှုကအဓိကဖြစ်ပါတယ်မိုးတက်နေတဲ့ကြက်သွန်ဖြူနီဥတွေအခန်းပူချိန်မှာအကြာကြီးထားထားတဲ့စီစိန်ထားတဲ့ကြက်သွန်ဖြူကြက်သွန်နီကြော်တွေကိုလုံးဝရှောင်ပါအနှစ်ချုပ်ရရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီကတဘာဝကပေးတဲ့လက်ဆောင်ဖြစ်ပါတယ်ဓာတ်တိုးစန့်ကျင်ပစ္စည်းတွေကျွဲဝပြီးတော့အစာရင်နဲ့ဥမာရေးကင်ဆာအပါအဝင်ယောဂချို့ကိုကာကွယ်ပေးနိုင်တဲ့ အထောက်အကူပြု နေစဉ်အစားအစာတွေဖြစ်ပါတယ်။ဒါပေမဲ့မိုကင်းစင်မို့ရဲ့အပူလွန်ကဲမှုမရှိဖို့နဲ့မျှတာတဲ့အစားတောက်ပုံစံထဲမှာထည့်သွင်းစားတောက်တတ်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ဒီနေ့အစီအစဉ်ကအကျိုးရှိတယ်ဆိုရင်တော့အိမ်မှာနေစဉ်ချက်ပြုတ်နေကြတဲ့မိမိဖေဖေတွေညီကိုမောင်မတွေတငယ်ချင်းတွေကို ပြန်မျှဝေပေးဖို့တိုက်တွန်းချင်ပါတယ်။အဲ့လိုမျှဝေပေးလိုက်တာက မိသားစုနဲ့ကိုယ့်ပတ်ဝန်းကျင်ရဲ့ကျန်းမာရေးကိုကူညီကာကွယ်ပေးလိုက်တာဖြစ်ပါလိမ့်မယ်။နောက်ထပ်နောက်ထပ် Listen in the Kitchen ဒီဘိုထဲမှာနားဆင်မှာအစီအစဉ်တွေကနေပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲဘေးကင်းကျန်းမာပြီးတော့ပျော်ရွှင်စွာချက်ပြုတ်စားတော့နိုင်ကြပါစေ။ကျွန်တော်ဝနာကျော်ပါ။